ဒီမိုကရက်တစ်မြန်မာအသံ TVB ရဲ့နိုဝင်ဘာလ22ရက်ညနေခင်းသတင်းတွေကိုတင်ဆက်ပေးပါတော့မယ်။ဒီကနေ့နားဆင်ရမယ့်သတင်းတွေကတော့မြန်မာနိုင်ငံမှာလေပိုင်းဆိုင်ရာကျန်းဖက်မှုတွေပုံမဆိုးရလာတယ်လို့ UK နိုင်ငံကပြောလိုက်တဲ့သတင်း၊ရွေးကောက်ပွဲစတင်သူတွေကိုနှစ်စဉ်ထောင်ဒဏ်တွေချမှတ်နေတဲ့သတင်းနဲ့မော်ချီနဲ့ဖားကမှာစစ်ကောင်စီတိုက်ရိုက်တိုက်ခိုက်မှုကြောင့်ဒေသခံတွေထိခိုက်သေဆုံးခဲ့တဲ့သတင်းတွေနားဆင်ကြရမှာပါ။ မြန်မာနိုင်ငံမှာအာဏာသိမ်းစစ်တပ်ရဲ့အကြမ်းဖက်လုပ်ရတွေနဲ့ပတ်သက်ပြီးစိုးရိမ်ကြောင်း UK အစိုးရကထုတ်ပြန်လိုက်ပြီးအထူးသဖြင့်လူအခွင့်အရေးချိုးဖောက်မှုတွေပုံမဆိုးရွားလာနေတယ်လို့လိမ့်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေလည်းတိုးပွားလာနေတယ်လို့နိုဝင်ဘာ20ရက်စွဲနဲ့ထုတ်ပြန်လိုက်ပါတယ်မြန်မာရေးဆွေးနွေးတဲ့တတိယမြောက်ကုလသမဂ္ဂအထူးကော်မတီအစည်းအဝေးမှာ UK နိုင်ငံရဲ့အကြီးအကဲလူအခွင့်အရေးဆိုင်ရာအရာရှိ Charles Camp ကအခုလိုပြောလိုက်တာဖြစ်ပြီးစစ်အုပ်စုကရပ်သားတွေကိုပြစ်မှတ်ထားပြီးခွဲခြားမှုမရှိတဲ့တိုက်ခိုက်မှုတွေနဲ့ ်လေချောင်းတိုက်ခိုက်မှုတွေဆက်လက်လှုပ်ဆောင်နေတာကိုလည်းရှုတ်ချလိုက်ပါတယ်။ ဒီလောက်ရတွေကြအရက်သားတွေတေဆုံးထိခိုက်ဒဏ်ရာရမှုတွေဖြစ်ပေါ်နေပြီးအထူးသဖြင့်ခိုင်ပြည်နယ်မှာနိုင်ငံတကာထောက်ပံ့ကူညီရေးအဖွဲ့တွေကစနစ်တကျပိတ်ဆို့ထားတာကြောင့်အသက်ကယ်ဆေးဝါးနဲ့စားနပ်ရိက္ခာတွေပြတ်လပ်ပြီးလူဦးရေနှစ်တန်းကျော်ဟာအငတ်ပေးနဲ့ရင်ဆိုင်နေရတယ်လို့လည်းထောက်ပြထားပါတယ်။ဒီအခြေအနေဟာဒေသတွင်းရခိုင်ရိုဟင်ဂျာနဲ့တခြားသောတိုင်းရင်းသားလူနည်းစုတွေပါဝင်ရခိုင်ပြည်နယ်တော်ဝါလူမှုအတိုင်းအဝိုင်းအားလုံးကိုထိခိုက်နေတယ်လို့လည်းထောက်ပြချက်မှာဖော်ပြထားပါတယ်။ အာနာသိန်းစစ်တပ်ရဲ့ရွေးကောက်ပွဲကိုစတင်တယ်လို့ယူဆမှုနဲ့ဖမ်းဆီးခံခဲ့ရတဲ့လူငယ်၃ယောက်ကိုရွေးကောက်ပွဲကာကွယ်ရေးဥပဒေရဲ့အမြင့်ဆုံးပုံမှန်တွေနဲ့အရေးယူကထောင်တန်းနှစ်40ကျော်စီချမှတ်လိုက်တယ်လို့မိသားစုဝင်တွေနဲ့နီးစပ်သူတွေစီကသိရပါတယ်။စက်တင်ဘာလထဲမှာရွေးကောက်ပွဲစတင်ကြောင်းစာသားပါတဲ့စတစ်ကာတွေကိုလှိုင်တရာမြို့နယ်တွင်မှလိုက်လံကခဲ့တာကြောင့်ပုံမှန်23ကကြီနဲ့အမှုဖွင့်အရေးယူခံခဲ့ရတဲ့ကိုရနိုင်ကြည်ဝင်းနဲ့ကိုအောင်ရဲထွတ်ထွတ်ကိုစစ်ကောင်စီလက်အောက်ခံတရားရေးကနေ င်ထောင်တန်း49နှစ်နဲ့မယမင်းတက်ကရောထောင်တန်း52နှစ်အသီးသီးချမှတ်လိုက်တယ်လို့မိသားစုဝင်တွေစီကသိရပါတယ်။မွန်ပြည်နယ်မှာလည်းချောင်းစုံမြို့နယ်ရှိလွတ်တော်ကိုစလဲလောင်းအမည်စင်ရင်ပါဆာရွက်ကိုစုပ်ဖြဲခဲ့တဲ့ဒေသခံအမျိုးသားတယောက်ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ထောင်တန်း18နှစ်ချမှတ်ခံခဲ့ရပါတယ်။ကရင်ပြည်နယ်ဖားဆောင်မြို့နယ်မော်ချီဒေသကီဒီခဲတွင်းကို နိုဝင်ဘာ27ရက်ဒီကနေ့စစ်ကောင်စီတပ်ကလင်းရင်နဲ့လာရောက်ဘုံကျဲသွားလို့ခဲရင်းလောက်သား9ရောက်ပွဲချင်းပြီးတင်ဆုံးပြီးဆယ်ရောက်တန်ရာရခဲ့တယ်လို့ဒေတာခလွင်စီကသိရပါတယ်။ဒီကနေ့မနက်မှာစစ်ကောင်စီတပ်ကမော်ချီဒေတာကိုဂျက်တိုက်လင်းရင်နှစ်ဆင်းနဲ့တပြိုင်တည်းနေရာ3နေရာကိုဘုံလာကျဲတာကြောင့်ကီရီခဲတွင်းမှာလူ9ယောက်တေဆုံးပြီး10ယောက်ကျော်ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ဒေသခံကပြောပါတယ်။ ကချင်ပြည်နယ်ဖားကမြို့မှာလည်းစစ်ကောင်စီရဲ့ဗျူဟာကုန်းကနေမနေ့နိုဝင်ဘာ20ရက်ည7:00နာရီဝင်းကျင်ကလက်နက်ကြီးနဲ့ပစ်တာကြောင့်ကလေးတယောက်သေဆုံးပြီး9ယောက်ဒဏ်ရာရသွားတယ်လို့ဒေသခံတွေကပြောပါတယ်ဖားကမြို့ဟာကုန်းနဲ့ ဖာကမရှိကထောင်ရက်ွက်ကရခိုင်ကုန်းမှာတပ်ဆွဲထားတဲ့စစ်ကောင်စီတပ်ဟာစစ်မှုကြီးရွာကိုလက်နက်ကြီး၁၀လုံးဖြစ်တာကြောင့်စစ်မှုရက်ွက်တင့်စစ်မှုရက်ွက်သုံးနဲ့စမ်းတီရာကုန်းတို့ကြားရောက်ပောက်ွယ်ခဲ့ပြီးအသက်၂နှစ်ရွယ်မှချိုသာလွင်ထိမှန်တေဆုံးသလိုအရက်ပါ9ယောက်တန်ရရတာလို့ဆိုပါတယ်။နိုဝင်ဘာ၁၈ရက်ကလည်းမရှိကထောင်အုပ်စုမှာရှိတဲ့ကြောက်လွက်ွက်ကိုစစ်ကောင်စီဘက်ကဒရုန်းနဲ့ပုံကျဲတာကြောင့်အမျိုးသား၂ယောက်တန်ရရခဲ့ပါတယ်။ တော်လိုင်းရင်တပ်ဖွဲ့ဝင်တွေပိုင်ဆိုင်တဲ့တပ်ပိုင်ဗန္ဓာပစ္စည်းတွေကိုတရားမဝင်ထုတ်ယူသွားတဲ့အရာရှိတစ်ယောက်ကို ဖမ်းဆီးအရေးယူထားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်မတော်မန္တလေး MD1 PDF ကနိုဘမ်ဘာ22ရက်မှာထောက်ပြန်ထားပါတယ်။ MD1 PDF ရဲ့ဗဟုဦးဆောင်ကော်မတီဝင်နှစ်ယောက်ဖြစ်တဲ့စီရေးဌာနကြီးမှုကိုမုံတိုင်းနဲ့ဘန္နာရှာဖွေရေးဌာနကြီးမှုကိုနိုင်ကြီးတို့ဟာကလတံပိုးကြီးမားတဲ့တပ်ပိုင်ဖန်တာပစ္စည်းတချို့ကိုတပ်စီမြင်စီကလုံထုံလုံနည်းနဲ့ချိုးဖောက်ကတရားမဝင်ထုတ်ယူသွားခဲ့တာလို့ဆိုပါတယ်။သူတို့နှစ်ယောက်ကိုလက်ရှိတာဝန်အလုံးကရပ်ဆိုင်တာနဲ့လက်နဲ့ဖြုတ်သိမ်းပြီးအချုပ်နဲ့ထိန်သိမ်း ထားတယ်လို့သိရပါတယ်။စခိုင်းတိုင်းကမြို့နယ်ဆယ်မြို့နယ်ထက်မင်းဲကိုစစ်ကောင်စီတပ်ကလာနေချီပြီးစစ်တောင်းထိုးနေတာကြောင့်ဒေသခံသသိန်းထက်မင်းဲစစ်ဘေးရှောင်နေရပြီးစားနေရိတ်ခါနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ကာကွယ်ရေးအဖွဲ့တွေနဲ့စစ်ဘေးဒုက္ခသည်ရေးကူညီနေသူတွေကပြောပါတယ်။ ရွေးကောက်ပွဲအတွက်နေမည်စုံမမှုပြန်ရဖို့ပြီးခဲ့တဲ့ဩဂုတ်လကုန်ပိုင်းကလေးကစခိုင်းတိုင်းကလေးတမှုမုံရွာ6ဦးအရာတော်စခိုင်းရွှေပုံဝက်လက်ခင်ဦးကမ်လူမြို့နယ်တွေကိုစစ်ကောင်စီတပ်ကရွာစင်လှည့်စစ်ကြောင်းထိုးလာတာကြောင့်ဒေသခံတိုင်းနဲ့ချီတိန့်ရှောင်ခဲ့ရတာလို့ဆိုပါတယ် ရွာသားကြီးဖျားပြန်တမာကုံစတဲ့ရွာတွေပါဝင်ရွာပေါင်း20လောက်ကဒေသခံ2000ကျော်ဟာစစ်ကြောင်းနဲ့ကင်းဝေးတဲ့နေရာတွေမှာတိမ်းရှောင်နေရပြီးစားနပ်ရိက္ခာနဲ့ဆေးဝါးအကူအညီတွေလိုအပ်နေတယ်လို့ကူညီပေးနေသူတွေက ပြောပါတယ်။